မြန်မာထိုင်းနယ်ဆက်တနင်္သာရီတိုင်းမောတောင်မြို့အခြေဆိုင်စစ်ကော်မရှင်တပ်စခန်းနဲ့ဂိတ်တွေကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။နိုဝင်ဘာလ17ရက်နေ့ကနေစတင်ပြီးတော်လန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့မှာတော့အပိသက်သိမ်းပိုက်နိုင်တယ်လို့ဆိုပါဗျ။ တိုက်ပွဲအတွင်းမှာမောတောင်မြို့ရင်းကိုလေကြောင်းကနေ jet fighter y12 တင်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေရှိတယ်လို့လည်းသိရပါဗျ။တိုက်ပွဲကာလမှာမောတောင်မြို့ထဲထိခိုက်သေးဆုံးသူတွေရှိပြီးအလောင်းဝင်ကောက်လို့မရသေးဘူးလို့ဒေသခံတယောက်ကပြောပါဗျ။မြို့ရဲကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတော့ထိုင်းဘက်ကိုခိုးလုံသွားပြီလို့ဒေသခံတွေကပြောပါဗျ။ မောတော်မျိုးကိုတော်လန်ရေးတက်ဖွဲ့တွေတိမ့်ပိုက်ထိမ့်ချုံထားနိုင်ပြီဆိုတာဟုတ်မှန်ကြောင်းနဲ့အသေးစိတ်ကိုတော့တော်လန်ရေးပူပေါင်းတက်တွေကသတင်းထုတ်ပြန်လိမ့်မယ်လို့ NUG တတင်းသားရီတိုင်းစစ်ဌာနကိုကဲရေးမှုရဲဘော်စတာက DVV ကိုပြောပါဗျာလက်ရှိမှာတော့မြို့သိမ်းတိုက်ပွဲကြောင့်ထိုင်းမြန်မာနယ်စပ်မြေနဲ့ဥယျာဉ်ချမ်းမြေတွေမှာစစ်ဘေးရှောင်2000ကျော်ခိုးလုံနေပြီးစားနပ်ရိက္ခာနဲ့စီးဝါးတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေစီရတယ်သိရပါပါရှင်။